နိုင်ဂျီးရီးယား၌စီတင်ရန်ပောက်ကွဲမှုလူ35ဦးသေဆုံး နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းနိုင်ဂျာပြည်နယ်မှာအောက်တိုဘာ21ရက်ကလောင်စာဆီတင်ရင်တစည်းတိမ့်မှပြီးတော့ပောက်ကွဲခဲ့ရာအနည်းဆုံးလူ35ရောက်သေဆုံးခဲ့တယ်လို့သက်ဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့ကပြောကြားခဲ့တာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်။လောင်စာဆီတင်ရင်ဟာမောင်းနှင်လာစင်မှာလမ်းချော်ပြီးတော့ဓာတ်ဆီတွေဖိတ်ရှင်သွားကမကြာမီမီးလောင်ပောက်ကွဲသွားတာဖြစ်တယ်လို့နိုင်ဂျာပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။မီလောက်ပောက်ကွဲမှုကြောင့်တရားရရှိသူတွေကိုနှီးဆက်ရဆေးရုံကိုပို့ဆောင်ထားပြီးလက်ရှိမှာတေဆုံးသူဥယျာဉ်ကလည်းထပ်တိုးလာတယ်လို့ဆိုပါရယ် နိုင်ဂျီးရီးယားနိုင်ငံမှာထိန်သိမ်းမှုညံဖြစ်တဲ့လမ်းနေပေါ်ကအကျိုက်ခွက်တွင်းပေါက်တွေကြောင့်ရေမတော်တဆောင်းမှုတွေမကြခနာဖြစ်ကနေ့စဉ်လူဒါဇင်နဲ့ချီပြီးတော့သေဆုံးနေကြတယ်လို့ဒေသခံတွေကပြောပါရယ်။ရုရှားစွန့်ရင်ဝယ်ယူမှုအပိတရန်ဆက်ရန် EU သဘောတူရုရှားစီကစွန့်ရင်တင်သွင်းဝယ်ယူမှုတွေကိုအပိတရန်ဆက်တဲ့အထိတဆင်ချင်းစီလျှော့ချဖို့ဥရောပသမဂ္ဂ EU ဖွဲ့ဝင်နိုင်ငံတွေရဲ့စွန့်ရင်ဝင်ကြီးရဲ့ညှိနှိုင်းသဘောတူကြတာကိုရိုက်တာသတင်းမှာဖော်ပြထားပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ20ရက်ကလူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့အစည်းအဝေးပြီးမှာရုရှားနဲ့ EU နိုင်ငံတွေကိုပိုင်းလိုက်မျိုးနဲ့တင်ပို့နေတဲ့တန်းငွေတွေကိုရောသဘာဝတန်းငွေအရေး LNG ကိုပါဇက်တိုင်းလျှော့ချသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ LNG တင်သွင်းမှုလည်းမူလလျှထားတာထက်တနည်းစောပြီးတော့2029ခုနှစ်ဇန်နဝါရီလမှာအပြီးတိုင်းရစဲဖို့အထိ EU နိုင်ငံတွေကသဘောတူလက်ခံခဲ့ပါတယ်။ ရုရှားစီကစွာရင်မြစ်တွေကိုမိကိုစရာမလိုပဲ EU နေနဲ့ပိုပြီးလွလွလပ်လပ်ရပ်တည်နိုင်ရင်အတွက်ဒီဆုံးမြတ်ချက်ဟာအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာတယ်လို့အလဲကျောက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ဒိမတ်အစိုးရရဲ့နိုင်ငံသားဝင်ကြီး Lars Agat ကပြောပါတယ်။ဥရောပဟာရုရှားစီကစွာရင်မြစ်တွေတွင်သွင်းမှုမှန်သမျှကိုအဆုံးသတ်ဖို့ထိပိုမိုကျယ်ပြန့်တဲ့မဟာဗျူဟာစီမံကိန်းတရက်ကိုလည်းအကောင့်ထဲပို့ဖို့စူးစမ်းနေပါတယ်။